โอเค iOS 26ကတော့မိတ်ဆက်သွားပြီ Apple က iOS ကိုအရင်အလိုမျိုးနံပါတ်7နဲ့မသွားတော့ဘဲနဲ့နှစ်လိုက်နာမည်နဲ့ပြောင်းတော့မယ်ဆိုပြီးသတင်းတွေမှာပါခဲ့တဲ့အတိုင်းပဲ iOS 19လို့မခေါ်ဘဲနဲ့ iOS 26လို့ပြောင်းခေါ်လိုက်တာကဒီနေ့ Apple ရဲ့အစာဦးပိုင်းပြောင်းလဲဖြစ်မလားဗောလေအဲဘာမှမပြောင်းလဲဘူးပြောပြောနေလို့လုံးမိလောက်ရလောက်လိုက်တာလားဆိုတာဟုတ်မဟုတ်ကျွန်တော်တို့ iOS 26မှာပါတဲ့အဓိကပြောင်းလဲ feature 6ခုအကြောင်းကိုပြောပြပေးသွားမယ် ပထမဆုံးအပြောင်းလဲအနေနဲ့မြင်ရတာက Apple ကအသစ်ဖန်တီးလိုက်တဲ့ UI design ပဲဟုတ်တယ် Apple ကတော့ user interface ကိုအခြေခံနေစပြီးတော့ပြန်ဒီဆောက်ထားတာကိုတွေ့ရတယ်ဒီနေ့နေထွက်ခဲ့တဲ့အချိန်မှာ liquid glass ဆိုတဲ့ design အသစ်ကိုတွေ့ရတယ်ထူးခြားပြီးတော့စမ်းသစ်တယ်လို့မြင်တယ်ကျွန်တော်မြင်ရတော့ဒီလိုဖန်သားပြင်လို့ထင်ရတဲ့ visual effect ကိုစမ်းသုံးကြည့်ချင်သွားတယ်။ user friendly ဖြစ်မလားစောင့်ကြည့်ရမှာပေါ့လေ။ liquid glass ပုံစံကိုပြောင်းလိုက်တာနဲ့ဒီ app တွေအကုန်လုံးကဖန်သားပြင်ပေါ်မှာသုံးရတဲ့ feeling မျိုးရမယ်သူတို့ခေါ်တဲ့ဒီ liquid glass feeling ပေါ့လေအဲ့ဒီအပေါ်ဆွဲမှာတင်လှပတဲ့ effect တွေနဲ့သုံးရလိမ့်မယ်ကျွန်တော်တို့တော့ကတော့ဒီ interface ဘိုင်းမှာက iOS 7နောက်ပိုင်းပြောင်းလဲမှုကြီးကြီးမားမားပထမဆုံးမြင်ရတယ်လို့ပြောရင်လည်းရတယ်ဒါကြောင့်မလို့ iOS 26ကိုသုံးလိုက်တာနဲ့လူတိုင်းအတွက်အစောဆုံးသိထားမိမဲ့အကြီးမားဆုံး features တစ်ခုကဒီ liquid glass design ဖြစ်မယ်လို့ထင်တယ်။ဒုတိယမြောက်အပြောင်းလဲကတော့ loss screen မှာပြပေးတဲ့ပုံတွေနဲ့ icon တွေရဲ့ပုံစံ။ ဖုန်းကိုဖွင့်လိုက်တာနဲ့မြင်ရမဲ့ lock screen ပုံမှာဖန်ပြီးမှုအသစ်တွေလှုပ်တာတွေ့ရတယ်။နောက်ခံပုံတွေပို့ပြီးတော့ရွေးလို့ရမယ်။ဖန်သားပြင် ပုံစံ effect မျိုးတွေကိုဒီဇိုင်းပြောင်းပေးထားတာကိုပို့တွေ့ရတယ်။ကင်မရာ button နဲ့ဒီ touch light button နေရာတွေမှာဆိုရင် transparent ဖြစ်တဲ့ effect ပုံစံအသစ်တွေနဲ့ upgrade လုပ်ထားတယ်။တပ်ပုံနဲ့နိုင်နေရာတွေမှာဆိုရင်လည်းအပြောင်းလဲလုပ်ထားတာတွေ့ရတယ်။နိုင်ပြပေးတဲ့ပုံစံတွေဝင်ပို့ပြီးတော့ကြီးတဲ့ပုံစံနဲ့ပို့ပြီးအထာကျတဲ့ပုံစံပြောင်းလိုက်လို့ရတယ်။ပို့ပိုက်တာတစ်ခုက Apple က special vision လို့ခေါ်တဲ့အသစ်ထည့်ပေးလိုက်တဲ့ feature ပဲ။ဥမာပြမယ်ဆိုရင်အခု kangaroo ဓာတ်ပုံမှာမြင်ရတဲ့ 3D effect ကိုမြင်ရတာတကယ်မိုက်တယ်။စမ်းသုံးကြည့်ကျင်သွားတယ်။တက်တဲ့မြောက်အပြောင်းလဲရတော့ camera app ထဲမှာသုံးရတာ။ကွဲပြားတဲ့ UI ဖြစ်သွားတယ်။သူကလည်းသုံးရတာမိုက်မဲ့ပုံစံမျိုးရှိတယ်။ ။ကင်မရာအဲ့ရဲ့ interface ကိုလည်း liquid glass effect အသစ်နဲ့ပြန်ပြင်ထားတယ်။လှတယ်၊မိုက်တယ်။အဲ Apple ကတော့တော်တော်များများပြန်စင်းစားပြင်ဆင်ထားတာတွေ့ရတယ်။တုံးရတာလည်းအရင်အထက်ပိုပြီးတော့လွယ်လာရလို့မြင်တယ်။ဥပမာပုံမှန်လိုမျိုး 1080p ရဲ့60 frame per second ပြောင်းတဲ့နေရာမှာ 4K ကိုပြောင်းနေနေဆိုရင်လွယ်လွယ်နဲ့ပြောင်းလို့ရတယ်။ interface အစ်တစ်ကလည်းအရင်အထက်ပိုပြီးတော့ရိုးရှင်းသွားပြီးတော့တုံးရတာပိုပြီးတော့အဆင်ပြေလာရလို့မြင်တယ်။ကျွန်တော်နေရကတော့ ဒီကင်မရာ app ကိုစမ်းသုံးကြည့်ကျင်သွားတယ်အပြောင်းလဲကောင်းတစ်ခုဖြစ်မယ်လို့ထင်တယ်နောက်တစ်ခုက photo app တဲမှာလည်းတချို့ update အသစ်တွေရှိသေးတယ်ဆိုပြီးတော့အတွေ့ရတယ်ဒါကတော့နောက်ထပ်ဗီဒီယိုတွေမှာပြောဖို့စဉ်းစားထားတယ်အခုတစ်ခု က တော့ကျွန်တော်တော်တော်လေးစိတ်ဝင်စားပြီးတော့စမ်းသုံးကြည့်ကျင်တဲ့၄ခုမြောက် feature အသစ်လို့ပြောရမယ် app intelligence မှာပါလာတဲ့ဘာသာပြန်စနစ်တွေ message မှာ auto translate ထည့်ပေးလိုက်တာပို့ပြီးတော့စမ်းကြည့်လို့ကောင်းမယ်လို့တော့ထင်တယ် FaceTime caption call တွေမှာဘာသာစကားတစ်ခုနဲ့ပြောတယ်ဆိုရင်စာတန်းထိုးပြီးတော့အင်္ဂလိပ်လိုဘာသာပြန်ပေးတယ်။ဖုန်းပြောနေတဲ့အချိန်မှာလည်းဘာသာစကားတစ်ခုနဲ့ပြောနေတယ်ဆိုရင်ပြောနေတဲ့ဘာသာစကားကိုပြန်ပြီးတော့ဘာသာပြန်ပြီးတော့စာတန်းထိုးပေးနေလိမ့်မယ်။ဒါတွေကတော့ပြိုင်ဘက်တွေထပ်ပူကောင်းလာမလဲဆိုတာပူမိုက်လာမလဲဆိုတာကိုစောင့်ကြည့်ရမယ် feature ပေါ့လေ။အဲဒီ feature စီပါလာတာပူမိုက်တယ်လို့ပြောရင်ရတယ်။ iPhone တစ်လုံးနဲ့တစ်လုံးအတွက်ပဲသုံးရတာမဟုတ်ဘဲနဲ့ဘယ်ဖုန်းနဲ့ပဲခေါ်ခေါ်ဒီ feature ကိုသုံးလို့ရတယ်။ နောက်တစ်ခုထူးခြားတာသူ့ကိုသုံးဖို့အတွက် internet မလိုဘဲနဲ့ on device သုံးရတာဆိုတော့ပိုပြီးအဆင်ပြေမဲ့ပုံစံပဲ။နောက်ခုမြောက် update ကဒီ phone call တွေနဲ့ပတ်သက်ပြီးတော့အစ်ထည့်ပေးလိုက်တဲ့အသုံးဝင်မဲ့ feature တွေ။ကိုမသိတဲ့နံပါတ်တစ်ခုက phone ဝင်လာရင် तू ကဘယ်သူလဲ?ဘာကြောင့် phone call ရလဲဆိုတာကိုအလိုတရာမေးပြီးတော့မှကိုအနေနဲ့ phone ပြန်ပြီးတော့ဖြေလို့ရမယ်ဆိုတာကတော့ဘာဖြစ်ဖြစ်တချို့လူတွေအတွက်သုံးဝင်မဲ့ feature လို့မြင်တယ်။ဖေဖုန်းကိုအချိန်ကြာကြာ hold လုပ်ထားတဲ့အချိန်မှာကိုကလည်းဖုန်းကိုကင်ပြီးတော့စောင့်နေစရာမလိုဘဲနဲ့ တစ်ဖက်ကနေပြန်ပြောတာ ਨੇ သူပြန်လာပြီဆိုပြီးတော့ auto response တစ်ခုပေးတဲ့ features တစ်ခုကိုလည်းထည့်ပေးတာဆိုတော့ phone ကင်ပြီးတော့စောင့်နေစရာမလိုတော့ဘာဖြစ်ဒါတွေကတော့ real life မှာတကယ်အသုံးဝင်မဲ့ feature လို့မြင်တယ်နောက်ထပ်6ခုမြောက်ဒီ big update ကတော့ message add ထဲမှာပါတယ်ဒီဘက်ကတော့ i message သုံးတဲ့ user တွေအတွက် ကြိုက်တွေ့မဲ့ feature တွေပေါ့လေအထူးသဖြင့်ကတော့ group message ထဲမှာအသစ်ထည့်ပေးလိုက်တာတွေကအသုံးဝင်မယ်လို့ထင်တယ်။ group chat ထဲမှာ post လုပ်လို့ရမယ်။တခုခုအတွက်မဲပေးခိုင်းလို့ရမယ်။ Apple Wallet ကို message ထဲမှာနေမယ်ငွေလဲငွေတောင်းလို့လို့ရတယ်။တကယ်ချင်းချင်းချင်းပေး share ခြင်းဒီထဲမှာနေမယ်စီမံလို့ရတယ်။ဘာဖြစ်ဖြစ်အသုံးဝင်နေ။ခုနှစ်ခုမြောက် update ကတော့ဒီ Apple Map ထဲမှာကိုသွားနေကြလမ်းကြောင်းတွေကို Apple Map ကနေပြီးတော့ landing လုပ်ထားပြီးတော့ လမ်းကြောင်းဆွဲပေးနိုင်တယ် recommend ပေးနိုင်တယ်နောက်တစ်ခုကကိုသွားခဲ့တဲ့နေရာတွေကိုမှတ်သားပြီးတော့ထိန်းသိမ်းထားပေးလိမ့်မယ် အဲ့ဒါတွေကိုလည်းပြန်ရှာလို့ရတယ်။ဒါတခြားသူတွေကိုကိုယ်ပမာရှိခဲ့လဲဆိုတော့ကိုပြန်ပြီးတော့ share လို့ရတယ်လည်းလုပ်လို့ရတယ်။ဒါတွေကတော့အသုံးဝင်နိုင်မယ်လို့ထင်တယ်။ရှစ်ခုမြောက် update ကတော့ Apple Wallet ထဲမှာပဲပါတာ။ Apple Wallet ထဲမှာကိုလိုအပ်တာတွေကိုတနည်းအားဖြင့်စုစည်းထားနိုင်ပြီလို့ပြောလို့ရတယ်။ဥပမာအနေနဲ့ဆိုရင်ကိုကခရီးတစ်ခုသွားမယ်ဆိုရင် luggage tracking, i device တွေရဲ့တည်နေရာတွေ၊ boarding pass တွေကို wallet app ထဲမှာ manage လုပ်ထားလို့ရတယ်။ အဲနောက်ထပ်တစ်ခုကတော့ Apple Wallet တုံးပြီးတော့ဈေးဝယ်လိုက်မယ်ဆိုရင်ကိုယ်ဝယ်လိုက်တာတွေကိုအီးမေးလ်ထဲမှာကြည့်လို့ရတယ်။အဲ့မှာဝယ်လိုက်တာဘယ်နေရာကိုရောက်နေလဲပို့ထားပြီလားဆိုတာကို Wallet App ထဲကနေပြီးတော့တိုင်ရင်ပြပေးနေလိမ့်မယ်။ဒါတွေကတော့မြန်မာပြည်အတွက်ကတော့အကန့်အသတ်ရှိတယ်ဆိုရင်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့ feature တွေပဲ။ကိုယ်ဦးမြ update feature ကတော့ game app ဆိုတဲ့ app ပေါ့နော် app ရတော့ဒီ app ကိုအစ်စ်လို့ပြောရဲဆိုရင်လည်းလက်တွေ့ကတော့ game center ကိုနည်းနည်းပြန်ပြောင်းထားတယ်လို့မြင်တယ်။ဒါပေမဲ့ ပါတဲ့ feature အစ်တတွေကတော့သဘောကျဖို့ကောင်းတယ်ပြောရရင်မင်းမှာ app i guess subscription ရှိတယ်ဆိုရင်မင်းရဲ့ဒီ game library ထဲမှာရထားတဲ့ game တွေအားလုံးတစုတစည်းရဲနဲ့စုပေးထားလိမ့်မယ်။နောက်ပြီးတစ်ခုမှိုက်တာက competition mode မှာတငယ်ချင်းတွေနဲ့တူညီတဲ့ game တွေမှာ performance ပြိုင်ပွဲလုပ်လို့ရတယ်။ကိုအဖွဲ့ထဲမှာနေမဲ့ challenge တွေလုပ်လို့ရတယ်။ဒါလည်း game တွေပို့ပြီးတော့ဖျော်ဖြေမှုပေးနိုင်မယ်လို့မြင်တယ်။စေကူးမြောက်နောက်ဆုံး update ကတော့ visual intelligence ပဲ။ပြောရရင်ဒါက Google စကားတူ search နဲ့ပို့တူတယ်။ Visual Intelligence ကဖုန်းမှာ screenshot လုပ်လိုက်ပြီးတော့ Apple Intelligence ကို screenshot ထဲမှာပါတာတွေကိုမေးလို့ရတယ်။အဲဥပမာပြောရမယ်ဆိုရင် screenshot ထဲမှာပါတဲ့ product တစ်ခုကိုဒါကဘာလဲ။ဘယ်မှာဝယ်လို့ရလဲဆိုတာကိုမေးလို့ရတယ်။အဲ့ဒါပြောမှာပဲ event တစ်ခုပါတဲ့ ဒီ screen shot ဆိုရင်အဲ့ဒီရက်ကို calendar ထဲကိုထည့်ပေးပါလို့ပြောလိုက်ရင်ထည့်ပေးထားလိမ့်မယ်ဒါလည်းစွမ်းဆောင်ရင်မြင်တဲ့ feature တစ်ခုလို့မြင်တယ် Okay အခုပြောခဲ့တာတွေကတော့ iOS 26မှာပါတဲ့အဓိက feature 10ခုကို ထုတ်ပြီးတော့ပြောပြခဲ့တာပေါ့နော်အကယ်လို့မ iOS 26ကိုစမ်းကြည့်နေဆိုရင် developer vita version ကို download လုပ်ပြီးတော့စမ်းကြည့်လို့ရနေပြီအဲဒါမကြခင်တော့ public vita version ကိုထုတ်ပေးမယ်လို့လည်းသိရတယ်ဖူဘာရှင်းကိုတော့နှစ်ကုန်ပိုင်းလောက်မှာထွက်လာမယ်လို့လည်းသိရတယ် ဆိုတော့ iOS 26ကိုဘယ်လိုမြင်လဲကိုမျှော်လင့်လို့အချက်တွေပါလားဆိုတော့ comment မှာပြောခဲ့ပြီးပါနောက်ထပ် video ကြမှာကျွန်တော်တို့ထွက်ကြည့်ကြမယ်